ပြောရင်လေကိုပေါင်ကိုလန်ထောင်းတယ်လို့ပြမှာကျုပ်တို့ဘုန်းကြီးလူတွေတယောက်အကြောင်းပြောပြ။ဟောလုံးကဘုန်းကြီးတပါအသက်ကြီးမှလူထွက်။အဲ့ဒီလူထွက်သွားတဲ့ဘုန်းကြီးရဲ့ရွာထဲကအပြူကြီးကိုကြိုက်။ပြိတဲ့ဘသူ့ကိုဘသူ့ကြိုက်။ကင်းရွာကအပြူကြီးတွေပြောတာမဟုတ်ဘူးကျုပ်တို့မန္တလေးကအပြူကြီးတွေပြောတာမှန်လား။အဲ့တော့ဘုန်းကြီးလူတွေကရွာထဲကအပြူကြီးကိုကြိုက်နေတော့ညညအပြူကြီးရင်သွားပြီးလူမျိုးလက်။ ပြင်းတယ်လူပြိုလဲ့ပြီအသက်ကြီးမှထွက်လာတဲ့ဘုန်းကြီးသူတို့ဆိုချက်သက်ကကြိုက်သက်ကကြီးအချိုးပြောင်းပြောတာလောက်ပါမလားမျိုးကြီးဘာချက်စားတော့ဆန်သေးတွေကလည်းတက်တယ်ဆိုပဲစီသေးတွေကလည်းကြီးလိုက်တာနော်အိုးဒီနေ့မိုးကလည်းမမှန်တော့မြေပဲလည်းမချသေးဘူးမျိုးကြီးရောင်တရရပေါက်တရရတွေပြောပြီး၁၂နှစ်တစ်ချက်သကောင်တလွဲ့မှသာပြန်လာတာတရားနာပိသိသူပြောတဲ့စကားထဲမှာချက်သက်ကကြိုက်သက်ကတလုံးပါလားပါသလား ဒါပေမဲ့တရားနာပရိသတ်ရဲ့အဲ့ဒီအမျိုးကြီးကလည်းဘုံကြီးလူတွေကကိုကြိတ်ပြီးတော့ရင်ခုန်နေတဲ့အမျိုးကြီးတွေ့ပြီတွေ့ပြီပရိသတ်ရဲ့အမျိုးကြီးကလည်းဘုံကြီးလူတွေကကိုကြိတ်ပြီးဘာဖြစ်နေလဲပရိသတ်ရဲ့ဘလောက်ပဲရင်ခုန်ရင်ခုန်မိမတို့အင်းတွေရွှေပေးလို့မရဆိုတဲ့အတိုင်းမြို့သမီးကစပြီးပြောလို့ဖြစ်ပါ့မလား အော်မဖြစ်တော့ဒီဖုန်းကြီးတွေကြီးဘယ်နေ့မြန်ဖွင့်ပြောလိုက်မလဲမသိဘူးနော်ခုနေ့မြန်ပြောနုံနုံဒီနေ့မြန်ပြောနုံ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 နဲ့အပြူကြီးကြီးနဲ့စောင့်သားနေရရှာတယ်ပေါ့ဗျာဒါပေမဲ့ကိုလူကမပြောဘူးဗျာတရားနာပရိသတ်အဲ့လိုနဲ့လာပြီညာလာပြီနေညာအိတညာမှာဘယ်လိုကနေဘယ်လိုစကားဆံပြီးသွားလို့မသိဘူးဖုန်းကြီးတွေကအပြူကြီးရင်သွားပြီခိုင်းလူမျိုးလဲသွားလာကြီးကလည်းထိန်းထိန်းသားနေတော့လာရောင်အောင်မှာဝတ်နေတဲ့ကျွဲတွေနွားတွေသူ့တွေစိတ်တွေကိုကြည့်ပြီးတော့ဖုန်းကြီးတွေကစကားလေးတစ်ခွန်းရောင်ပြီးတော့ထွက် ဩအပြူကြီးတို့မြန်တဲ့ရှေးဘုံရှေးကန်တဲကောင်းလိုက်တာနော်တက်ရောက်ထဲနေပြီးတော့အိမ်မှာကျွဲတွေနွားတွေသူ့တွေစိတ်ကြီးကလည်းမွေးထားတာအများကြီးပါလားအပြူကြီးရဲ့ဖုန်းကြီးတို့ကအဲ့စကားလေးရောင်းထွက်တော့ဟိုကအပြူကြီးမိမ့်မတွေလေမိမ့်မတွေဆိုမိမ့်မညာကပြေးတယ်တွက်တယ်အင်းအပိုင်မဲ့ဒီနေ့တော့ဒီစကားကိုအမိရချီးထုတ်ပြီးဒင်းဝင်ကအပိုင်ကိုဖမ်းရမယ်ဆိုပြီးတော့အပြူကြီးရဲ့ရေလာမြောင်းပြီးစကားလေးပြောလိုက် တော်မျိုးသလိုကျွဲရင်နွားရီသူရိစိတ်တွေကတော့ပေါ်ပါရီတော်ရီသို့တော်အဲ့ဒီကျွဲရင်နွားရီသူရိစိတ်တွေကိုကိုယ့်မျက်စိကိုယ်စားလို့သဘောထားပြီးကြောင်းပေးမယ်အိမ်တော်ဦးစည်းကမရှိဘူးတော်ရီမဲမဲအပြူကြီးပါလှုပ်လိုက်ရေးလံမြောင်းပေးလှုပ်လိုက်တာအိမ်တော်ဦးစည်းလိုချင်တဲ့ဘောပြိတ္တအမှန်လား အဲ့ဒီကမှဘုန်းကြီးလူတော်ကဘုန်းကြီးလူတော်ကအောင်းမလေးအပြူကြီးရဲ့တက်တက်လုံးမြန်ကြောင်းဝင်ရမယ်ဆိုရင်ကြောင်းလိုက်ချင်တဲ့ပို့ဆိုပွဲရပါဖြစ်ဟာပွဲရပြီပွဲသိမ်းဘလောက်လာလဲခင်ဗျာစဉ်းစားကြည့်လားမှမှန်လားအဲ့ဒါကိုအလိုက်ကန်းဆုံးမသိရေလာလို့မြောင်းမပေးရတဲ့ဘုန်းကြီးလူတော်ကဘာပြောလိုက်လဲလို့ဆိုတော့အေးကြောင်းမဲလူမရှိတော့လဲရောင်းပြလိုက်ပေါ်